ရန်ကုန်တိုင်းမြောက်ကြပါမြို့နယ်ရွှေဘောက်ကမြို့သစ်မြောက်ဒီမင်းကြီးသုံးလမ်းနဲ့ဒုက္ခလမ်းဥပညာလမ်းကြားမှာရှိတဲ့အကွက်အမှတ်၄ခုကာကြီးကကျွန်တော်တို့၂၀၁၆ခရဲကကျွန်တော်တို့လူပေါင်း တရားကျော်ဂုထီနေထိုင်ခဲ့ပါတယ်အဲ့ဒီနေထိုင်တဲ့ပြီးတဲ့နောက်ပိုင်းမှာ NLD အဖွဲ့ကလက်ထက်လေးလံအောင်တယ်ဆိုပြီးလေးလံအောင်တဲ့အဖွဲ့မှကျွန်တော်တို့အကွင်းမှာဘီလိုင်းတွေကပ်ပြီးအလုံးသမားတွေနဲ့လမ်းရေမြောင်းတွေမဖော်ရဘူးလမ်းတွေမပြုပြင်ရဘူးအိမ်တွေမဆောက်ရဘူးဆိုပြီးကျွန်တော်တို့ကိုလာပြီးချင်းချောက်နေပါတယ် ကျွန်တော်တို့ကခုတည်းဒီကျွန်တော်တို့အဲ့ဒီမှာနေတဲ့လူတွေအားလုံးစိတ်ထိခိတ်စွာ နေထိုင်နေရပါတယ်အဲလေးလံအောင်တယ်ဆိုတာကျွန်တော်တို့ကြားသိရသလောက်လေးလံပြိမဲ့ကွင်းကို နိုင်သက်ဆိုင်ရာအဖွဲ့အစည်းများမှလာရောက်ကွင်းစင်စစ်ဆေးမှုအဲနောက်တစ်ခုကလေးလံပြိမိကွင်းမှာအဲလေးလံပြိမိကြော်ညာစာတစောင်းနောက်ပြီးနှိဆက်ရာဈေးမှာတစောင်းနောက်သက်ဆိုင်ရာအုပ်ချုပ်ရေးမှုရုံးမှာတစောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာတစောင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာတစောင်းကြော်ညာကတ်ရမယ်လို့ကျွန်တော်တို့ကြားသိရပါတယ်အဲ့လိုဥရမဲ့လူလံပြည်ပြည်ဆောင်ရွက်ခဲ့တဲ့အတွက်ကျွန်တော်တို့မှာအများကြီးနှင့်တာပါတယ်ကျွန်တော်တို့ကြားသိရသလောက်အဲ့ဒါကြောင့်ကျွန်တော်တို့နေထိုင်တဲ့လူတွေကိုနိုင်ငံတို့စီမင်းစီကံဥရနဲ့အညီသက်ဆိုင်ရာအဖွဲ့အစည်းများမှဥရနဲ့အညီနေထိုင်ခွင့်ဆက်လက်ဆောင်ရွက်ပေးပါရန် တင်ပြလိုပါတယ်နိုင်ငံတော်အနေနဲ့က ီမံကိန်းတွေမှာပါလို့သိမ်းသွားတဲ့နေမြေတွေနဲ့ပတ်သက်လို့ရှိရင်မြေယာယော်ကြီးမူလတောင်တူတဲ့သမားတွေကိုပေးခဲ့ပါတယ်အဲ့တော့အဲ့လိုမြေယာယော်ကြီးပေးတဲ့အားကိုလည်းမူလတောင်တူတဲ့သမားတွေကယူကြပါတယ်သူ့ဘေဒီသူတို့ယော်ကြီးယူခဲ့တယ်ဆိုတဲ့အကြောင်းအရာကတော့စီမံကိန်းထဲမှာပါသွားတဲ့မြေကိုပဲယူခဲ့တာဖြစ်ပြီးတော့စီမံကိန်းထဲမှာကျန်ခဲ့တဲ့စီမံကိန်းထဲလည်းမပါခဲ့တဲ့ပတ်လက်လေမြေတန်တွေအတွက်မယူခဲ့ပါဘူးအဲ့လိုမယူဘဲနဲ့ကျန်ခဲ့တဲ့ ပတ်လက်လယ်မြေညာနေနဲ့ပတ်သက်ပြီးတော့2013ခုနှစ်မှာလယ်သမားတွေရွှေဘောက်ကမြို့တင်မှာရှိတဲ့လယ်သမားတွေအားလုံးကနေပြီးတော့နိုင်ငံတော်ရှိမှာအစိုးရရှိမှာငါတို့ပြန်လျှောက်ပြီးတော့ယူရမယ်ဆိုတဲ့အခါမှာလယ်သမားတွေအစည်းအဝေးလုပ်တယ်အစည်းအဝေးလုပ်ပြီးတဲ့အခါမှာခေါင်းဆောင်လိုအပ်တယ်ဆိုပြီးတော့ခေါင်းဆောင်ရွေးကြမယ်ဆိုပြီးတော့မြို့နယ်ရဲတပ်ဖွဲ့မှုနော်မြို့နယ်တရားလူကြီးနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးတည်ဌာနလူကြီးတွေနောက်သက်ဆိုင်ရာမီဒီယာတွေကိုခေါ်ပြီးတော့ရွှေဘောက်ကမြို့တင်မှာသူတို့တွေခေါင်းဆောင်တင်ပြလိုက်ပါတယ်အဲ့လိုခေါင်းဆောင်တင်ပြတဲ့အခါမှာ ကျွန်တော်သိရသလောက်ကတော့ဥဒမောင်းနဲ့ဦးတောင်းလည်းနှစ်ယောက်ကိုလယ်သမားကောင်းဆောင်ဆိုပြီးတော့လယ်သမားတွေအရေးဆောင်ရွက်ဖို့ခန့်လိုက်တယ်တင်မြောက်လိုက်တယ်အဲ့ဒီအချိန်ကစပြီး2013ခုနှစ်ကနေစပြီးတော့ကျွန်တော်တို့မြို့တွေမှာရှိတဲ့အခင်းပြင်းမြေနေရာမှာနေတဲ့လယ်သမားအပါအဝင်လယ်သမားတွေအားလုံးကသက်ဆိုင်ရာနိုင်ငံတော်အစိုးရသက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးကိုဒီတို့ရဲ့စီမံကိန်းကြံပတ်လက်လက်မီတွေကိုပြန်ပေးဖို့အတွက်အကြိမ်ကြီးရှောက်ထားခဲ့ပါတယ် ။ဘာဖြစ်လာလဲလို့ပြောရင်ဒီလိုစီမံကိန်းကြံပတ်လက်လဲမြေတွေနေရာမှာမူလဒေသမားတွေကဒီလိုရှောက်ထားနေတဲ့အချိန်မှာမတမာတဲ့လူတွေအဲ့ဒီခေတုံးကအုတ်ထွေးပိုင်းကလူအချို့ဟာဒီမြေကြီးတွေကိုလက်လို့စပယ်ရောင်းစားလာလို့ငေါလွှဲပြောင်းလာလို့လှုပ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဥအောင်သိန်းလင်းတွတ်တော်ကိုယ်စားလှယ်ကြီးကိုတင်ပြတဲ့ခါမှာလယ်သမားတွေကတင်ပြတဲ့ခါမှာဥအောင်သိန်းလင်းကဒါဆိုရင်တော့မင်းတို့ကိုယ့်နေရာလေးတွေမှာကိုပြန်နေခြံစည်းရိုးတွေပါလေတည်တည်ကြာကြာခတ်ပြီးတော့အထိုင်ချပြီးပြန်နေ ဆိုပြီးပြောခဲ့ပါတယ်အဲ့တော့သောသောကပြောတဲ့အောက်မြန်မာပြည်တိန်းနိုင်ငံမြေများလေယာမြေများတိကျနေနာမှုမရှိစေရေစုံလိုက်ကော်မရှင်အဖွဲ့1ဥအောင်သိန်းလင်းကလေသမားတွေဘက်ကနေဘာလို့ပေးရလဲလို့ပြောရင်ကျွန်တော်ရန်ကုန်တိုင်းမြို့တော်ဝင်နဲ့နော်ရန်ကုန်မြို့တော်စီမံသားရေးကော်မတီဌာနမှုတွေကိုလည်းပါမစ်သုံးဖို့ခရံထုတ်ပေးပါဆိုပြီးတော့စောက်ထားခဲ့တဲ့အထောက်အထားတွေလည်းလေသမားတွေရဲ့လက်ထက်မှာရှိပါတယ်ခင်ဗျ NLD အစိုးရတွေ ဆိုရတာဝန်ရှိတဲ့ဝန်ထမ်းတွေသည်ရှေ့ရဦးသိန်းစိန်ဆိုရလက်ထက်မှာလက်သမားတွေပေါ်ကောင်းမွန်တွေထွေးတဲ့ဆက်ဆံရေးနဲ့စီစဉ်ဆောင်ရွက်မှုတွေအားလုံးကိုလစ်လျူစုပြီးတော့ရပ်တန့်ပလိုက်ပါတယ်အဲ့တော့လေသမားတွေအားဒီအချိန်မှာဘာဆက်လို့လို့စက္ကန်ရမှန်းမသိတဲ့အချိန်တွေကိုရင်ဆိုင်ရရတယ်ပေါ့နော်အဲ့လိုရင်ဆိုင်နေရင်းနဲ့2019 2020လောက်မှာ NLD ဆိုရရွေးကောက်ပွဲပြန်ပြီးတော့ရွေးကောက်ပွဲတည်းချင်းပါခါနီးမှာကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပတ်လက်မြေတွေအကုန်လုံးကိုလေးလံတင်ပါတယ် အင်လန်တင်တဲ့အခါမှာဘယ်မျိုးကပါပါသွားလဲလို့ပြောရင်အခုအခင်းပြင်းမြေနေရာကျွန်တော်စောစောကပြောခဲ့တဲ့ရွှေပောက်ကံမျိုးတွေ16ရက်ကွာမှာရှိတဲ့မြေနေရာဟာလေလံတင်ခဲ့ပါတယ်သူတော်ကိုယ်တည်းကြီးဦးအောင်သိန်းလင်းရဲ့လမ်းညွှန်မှုနဲ့နေသမားတွေကနေတဲ့အချိန်မှာနေသမားတွေကနေတဲ့အချိန်မှာဘာလုပ်လဲလို့ပြောရင်အခင်းပြင်းမြေနေရာမှာသူတို့ကကိုတူကိုရသူတို့လမ်းတွေဖောက်ပါတယ်ခင်ဗျကွန်ကရစ်တွေခင်းပါတယ်ခင်ဗျ တက်တိုင်တွေထောင်းပါလေပြောရမယ်ဆိုရင်တော့အဲ့ဒီအခင်းပြင်းမင်းကြီးကဆော့ဆော့ရွက်ခွက်မြောက်ရီမင်းကြီးလမ်းဥပေါ်ဦးလမ်းနဲ့ဒုက္ခလမ်းတောင်းနေရမှာကြီးတဲ့မင်းနေရာကိုရက်ကွက်ငွေသားတစ်ခုပုံစံကိုဒါလယ်လမားတွေစုပေါင်းပြီးတော့ပဲအကောင့်တွေပေါ်ထားတာပါခင်ဗျအဲ့လိုလိုနဲ့နေထိုင်နေတဲ့အချိန်မှာကျွန်တော်ဆော့ဆော့ပြောသလိုပေါ့စီမင်းသားရဲ့ကော်မတီရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရမြေပြင်ကိုမြေကုန်လဆွဲအောင်မြန်မာနိုင်ငံမြေကုန်လဆွဲဥပဒေနော်မြေယာလုံးထုံးလုံးကြီးတွေကို အတိုင်းစီစဉ်ဆောင်ရွက်ခြင်းစုံစမ်းစစ်ဆေးမိမနေမရှိပဲလေလံတင်ခဲ့ပါတယ်အဲ့လိုလိုလေလံတင်တဲ့ဟာကိုလေလံအောင်ပြီးတော့နော်ပါမေးလေချောက်ထားသူကိုပေါ့လေလံချောက်လေလံချောက်ထားသူကိုလေလံကွင့်ပြူပြီးတော့ပါမေး2020မှာပြေးခဲ့ပါတယ် NLD ဆိုရလက်ထက်ဒီလိုမြေယာလုံထုံးလုံးကြီးကိုမျက်ွယ်ပြူပြီးဥပဒေကိုမျက်ွယ်ပြူပြီးတော့ရှေ့ရဦးသိန်းစိန်ဆိုရလက်ထက်ကဒေသမားတွေပေါ့ ကောင်းမွန်စွာဥပဒေနဲ့အညီလမ်းဖွင့်ပေးဖို့အလဲသမားတွေရဲ့အနာကကောင်းမှုဆောင်ရွက်ခဲ့တဲ့အကြောင်းအရာမှန်လည်းများကိုလုံးဝ NLD ဆိုရလက်ထက်ဝန်ထမ်းတွေကမျက်ကွယ်ပြုပြီးတော့လေလံလျှောက်ထားသူကိုလေလံအောင်ပြီးတော့ငွေတွင်းငွေပြုပြီးတော့ပါမစ်ထုတ်ပေးထုတ်ပေးခဲ့ပါတယ်2020မှာအဲ့လိုပါမစ်ထုတ်ပေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေမူလအခင်းပြင်းနေရာမှာရှိနေတဲ့မူလလယ်သမားတွေအပေါ်ထွက်တိုးလာတဲ့အင်ဂျီမှာရှိတဲ့လူတွေကလည်းဒီအကြောင်းအရာကိုမသိပါဘူးဗျပါမစ်ရောက်တဲ့လူကလည်းပါမစ်ရောက်ပါတယ်လို့လည်း လျော်ဝင်လူသိရှင်များကြော်ညာတာတို့တက်ဆိုင်ရာဟလာစီမင်သာယာရေးကော်မတီတို့အုပ်ချုပ်ရေးပိုင်းကလည်းအကြောင်းကြားတာမျိုးလဲတယောက်စီမှမလာခဲ့ပါဘူးဒီလိုနဲ့နေကြရင်လည်း၂၀23ခုနှစ်လောက်မှာ2023ခုနှစ်ထဲကိုရောက်တဲ့အခါမှာဗမေ့ရထားတဲ့လူနဲ့သူ့ရဲ့အပေါင်းပါတွေပေါ့နော်ခံမန်းအင်အား30နဲ့50မလို့ရရှိတဲ့လူတွေကအခင်းပြမြေခွက်ထင်းကိုဝင်လာပြီးတော့ငကိုမြေခွက်ဝယ်ထားပြီးသား အကွက်ရိုက်ထားတဲ့နေရာတွေလွတ်နေတဲ့နေရာတွေအားလုံးကိုအင်အားသုံးပြီးတော့ကျူးကျော်ပြီးခြံစည်းရိုးခတ်ခဲ့ပါတယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်းတောက်ဆိုင်ရမြို့နယ်ထွေအုပ်ဒီလိုကလူတွေကိုလည်းအကြောင်းကြားခြင်းဒီလိုလူတွေလည်းပါလာခြင်းမရှိဘဲနဲ့မင်းမဲ့စရိုက်ဆန်ဆန်ဆောင်ရွက်ခဲ့ပါတယ်နောက်တစ်ဆင့်ဒီလိုပဲအဲ့လိုတန်ရီကိုခတ်တဲ့ကိစ္စတွေက2023 24 2025အခု2025ဒီသူတို့ဒီအကျဉ်း၄၅၆တွေမှာပြုလို့ဆောင်ရွက်လာတယ်နောက်တစ်ခုကဘာလုပ်လဲလို့ပြောရင် ဒါပါမိမိပါဥရေမှာပါမိမိဒီလူနေတိုင်းဝင်ရတဲ့မြေပဲဖြစ်တယ်ဗျနေအိမ်ဆောက်လို့ပြီးနေတိုင်းဝင်ရတဲ့မြေအဆင့်ပဲရှိတယ်ဒါကြီးကိုလွှဲပြောင်းလို့မရဘူးရောင်းချလို့ရတဲ့မြေမဟုတ်ပါဘူးငရေမြေမဟုတ်ပါဘူးသူ့ဘီဒီပါမိရထားတဲ့လူကဒီမြေကြီးကိုကုမ္ပဏီကိုရောင်းချတယ်လို့ကျွန်တော်တို့သိထားပါတယ်သူတို့ရောင်းဝယ်လုပ်ထားတဲ့စာချုပ်တချို့ကလေးတချို့စာချုပ်ကလေးတွေကိုလည်းကျွန်တော်တို့ရထားပါတယ်အဲ့တော့အဲ့လိုပါမိမြေရောင်းချပိုင်ခွင့်မရှိတဲ့မြေကို ရောင်းချပြီးသွားတဲ့အခါမှာ ကုမ္ပဏီဝယ်လိုက်တဲ့ကုမ္ပဏီဘက်ကမလုပ်လာလဲလို့ပြောရင်အဲ့ဒီခွင်းထဲမှာရှိတဲ့လူတွေအိမ်တွေကိုတိမ်တဆင်းစာပေးခဲ့ပါတယ်အဲ့ဒီစာရဲ့အဓိကအကြောင်းအရာကတော့အမ20 60ပိုင်းနဲ့20 60ဝယ်ထားတဲ့လူသည်သူတို့တန်းကြည်နိုင်ပြီးတော့ပေး20 60အတွက်ဘယ်လောက်ပေးပို့ဥပမာ40 60ပိုင်းတဲ့လူသည်40 60အတွက်ဘယ်လောက်ပေးပို့သူတို့ငွေတန်ဖို့ပြန်ပေးပို့သူတို့နဲ့လာတွေ့ပြီးတော့ညှိနှိုင်းဆောင်ရွက်ဖို့တခုပါပါတယ် နမနိကအဲ့လိုမညီနိုင်ညီနိုင်ဆောင်ရွက်မှုမရှိဘူးဆိုရင်ဥပဒေရရင်ဆိုင်ပြေရှင်းရမယ်ဆိုတော့အတိပေးစာလိုလိုထင်းချောက်စာလိုလိုစာမျိုးတွေကိုလည်းအခင်းပြင်းမြင်နေရမှာရှိတဲ့ပြည်သူတွေကိုပေးပို့လာခဲ့ပါတယ်ဥမာဗျာအဲ့ဒီအခင်းပြင်းမြင်နေရမှာအိမ်ရှိတယ်ပဲထားပါတော့ကျွန်တော်အိမ်ရှိတယ်ပဲထားပါတော့ကျွန်တော်အိမ်ထရန်ကားတယ်ဗျာကားခွင့်မပေးပါဘူးအိမ်သားလေးကိုကျွန်တော်အုတ်ကလေးနဲ့လှုပ်ချင်ပါတယ်ခင်ဗျာကျွန်တော်အုတ်သေးကြောက်တွေကျွန်တော် ပုံထားပါလေမပုံနဲ့ဘာမှပြင်လို့မရပါဘူးရုပ်စွာဆုံးကိုယ့်အိမ်ရှိမှရှိတဲ့ရေမြောင်းကိုကိုပေါ်တော့ပေါ်လို့မရပါဘူးဘာတွေဆွတ်ပြစ်လာလဲလို့ပြောရင်ဝယ်ထားတဲ့လူဒီနေရာမှာမြေဝယ်ထားတဲ့လူဒီနေရာမှာငိုနေတဲ့လူအိမ်ပြင်မဲ့အိမ်ဆောင်မဲ့သူတို့ကလာတာတယ်အဲ့လိုတားတဲ့ခါမှာဘာတွေဖြစ်လာလဲဆိုရင်ကိုထီးလိုက်ရောက်နေပြဿနာတက်ပြီတရားရုံးတွေမှာလည်းအခုချိန်မှာအမှုတွေပွားလာတယ်အမှုတွေများလာတယ်အဲနောက်ပြီးတော့မူလလယ်သမားကနေပြီးတော့ မြေခွက်ရောင်းထားတယ်အဲ့ဒီရောင်းထားတဲ့မြေခွက်ကိုမြေခွက်တွေကိုသူတို့ကကျူးကျော်ပြီးတော့အတင်းချန်စီရောက်ခတ်တယ်မူလလယ်သမားကြီးကမြေခွက်ဝယ်ထားတဲ့လူတွေကမူလလယ်သမားတွေကိုလူဒိန်တွေပါခိုးပြီးတရားစွဲခံရတယ်ဒီလိုပေါ့မလိုလားအပ်တဲ့အဲပြဿနာတွေပေါ့ပြည်သူချင်းပြဿနာတွေပေါ့နော်ပါမေးရတဲ့ရတဲ့အားလူပါမေးရတော့တဲ့လူကြီးကဝယ်ထားတဲ့ကုမ္ပဏီသူတို့ကတစ်ဖက်ဒီဘက်မှနေတဲ့မူလလယ်သမားတွေဒီဘက်မှနေထိုင်နေတဲ့ပြည်သူတွေကတစ်ဖက်မြေပြင်မှာပြိပောက်ခါတွေအားကြီးထွားတဲ့ အချိန်ုံတစ်ဖြည်းဖြည်းမြင့်တရမြင့်လာတဲ့အခြေအနေလည်းရှိပါတယ်အခင်းမြင့်မင်းရမှာနေထိုင်နေတဲ့ပြည်သူတွေနဲ့လယ်သမားတွေကဒီလိုအခြေအနေတွေကိုရှင်းရှင်းပြဖို့အတွက်ကျွန်တော်တို့29ရက်12လ2024မှာနိုင်ငံတော်ဝန်ကြီးချုပ်ရှီကိုအဲ့မှာနေတဲ့ပြည်သူအယောက်80ကျော်ကလက်မှတ်ထိုးပြီးတော့ဒီတရားမဝင်ထုတ်ပေးထားတဲ့ဥပဒေနဲ့မညီထုတ်ပေးထားတဲ့ NLD အစိုးရလက်ထက်ကပါမစ်ကိုပယ်ဖျက်ပေးဖို့ မင်းမဲစရိုက်ဆန်ဆန်ဒီလိုအခင်းပြင်းမနေရာတွေကိုဝင်ပြီးခြံစည်းရိုးတွေခတ်တယ်လူငယ်ရတွေတုံးပြီးတော့အလိုက်ညင်ပိုကြနေတာတွေကိုဖော်ထုတ်ပေးဖို့နောက်တစ်ခုဒီလိုဆောင်ရွက်ပေးခဲ့တဲ့အခုလိုမျိုးပါမစ်ကိုတရားမဝင်တဲ့ဥပဒေနဲ့မညီတဲ့ပါမစ်ကိုထုတ်ပေးခဲ့တဲ့ NLD အစိုးရလက်ထက်ကဝန်ထမ်းတွေဖော်ထုတ်အရေးယူပေးဖို့လည်းပထမတစ်ချိန်စတင်များခဲ့ပါတယ်။နောက်ဒုတိယတစ်ချိန်အနေနဲ့ကျွန်တော်တို့ဒီလေးလပိုင်း2025မှာကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးနဲ့အားဒီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်းထပ်မံပြီးတော့အဲ့ဒီအခင်းပြင်းနေနေရာမှာရှိတဲ့ပြည်သူတွေကစာထပ်ပြီးတော့တင်ပြခဲ့ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့၆လပိုင်း2025မှာဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးတိတိကလည်းလေယာမြင်းနဲ့အခြားမြေများနှိမ့်နာမှုမရှိစေရေးစုံစမ်းရေးကော်မရှင်ကိုကျွန်တော်တို့စတင်ခဲ့ပါတယ်အဲ့ဒီကော်မရှင်ကနေပြီးတော့ဒီလိုတင်ပြတဲ့စာနဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်ဖို့စုံစမ်းဖို့ခရိုင်ဒွေခရိုင်ဒွေကလည်းမြို့နယ်ဒွေကိုအတောင်းကြလာတဲ့အတွက်တော့အခင်းမင်းနေရာမှာရှိတဲ့လေမူလလေသမားတွေနေထိုင်တဲ့လူတွေက9ရက်အဲ10ရက်9လ2025မှာတကြီးခုကျွန်တော်တို့ဒီဆယ်လာပိုင်းထဲမှာပေါ့နော်ဆယ်လာပိုင်း2025ထဲမှာတကြီးကျွန်တော်တို့ရောက်ကလာပိုင်းမျိုးနဲ့အတူတူအုပ်ချုပ်ရေးဦးစီးဌာနမှာတော့ ွားရောက်ပြီးတော့သူတို့ခေါ်ယူစစ်ဆေးတာကိုကျွန်တော်တို့အဲခင်းမြင်နေရမှာရှိတဲ့နေထိုင်နေတဲ့လူတွေကွားရောက်ထွက်ဆိုချက်ပေးထားတဲ့အစ်စ်မှလည်းရှိပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကနိုင်ငံတော်သမရာကြီးနောက်နိုင်ငံတော်အစ်စ်လူကြီးတွေဌာနဆိုင်ရာမြေနမဌာနဆိုင်ရာမှာရှိတဲ့မြေယာဌာနတွေမှာရှိတဲ့နိုင်ငံတော်အစ်စ်ပုဂ္ဂိုလ်ကြီးတွေကိုကျွန်တော်ကနေပြီးတော့ဒီအခင်းပြင်းနေရာမှာရှိတဲ့နေထိုင်နေတဲ့ ပြည်သူတွေကိုသာအာဂိုလဂျီနဲ့ကျွန်တော်တခုတင်ပြနေတာရှိတယ်ဗျကျန်တာမဟုတ်ပါဘူး NLD အစိုးရလက်ထက်မှတိုင်းနေသားကြီးအစိုးရဘက်တာဝန်ရှိတဲ့ပုံကိုယ်တွေရန်ကုန်မြို့တော်စီမံသားရေးကော်မတီမှာရှိတဲ့ဝန်ထမ်းတွေသူတို့ရဲ့ဥပဒေနဲ့မညီညွတ်ဘဲနဲ့ဒုထုံးလုံးကြီးနဲ့မညီဘဲပါမစ်တစ်ခုကိုအလွယ်တကူအာဂရီလိုက်စားပြီးတော့ချပေးလိုက်တာက မြေပြင်မှာယနေ့ချိန်ထိမပြီးသေးတဲ့ မြေယာတိုက်ပွဲတွေမပြီးသေးတဲ့နှစ်ဖက်ပြည်သူတွေရဲ့ဒုမှုဒုက္ခတွေပြစ်မှုတွေတရားမှားကြောင်းတွေဆွတ်ဆိုပြီးအပြန်အလှန်ဆွတ်ဆိုနေတာတွေဟာလားဒီလိုပြဿနာတွေအရှိန်ဟုန်နဲ့ကြီးထွားလာတာတွေနဲ့ပတ်သက်ပြီးတော့အမြန်ဆုံးပြည်သူတွေနေထိုင်နေတဲ့ပြည်သူတွေကိုငံ့ညာသောအားဖြင့်တနာသောအားဖြင့်အမြန်ဆုံးကုညီဆောင်ရွက်ပေးဖို့မေတ္တာရက်ခံပါတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာလေးရှိပါတယ် လေလံအောင်မိပါမိရွာတဲ့လူတွေဒီလည်းပြည်သူတွေပါပဲဒီဘက်မှာငကိုပါမိလေလံ NLD အစိုးရလက်ထက်ကပါမိလေလံအောင်ပါမိမပေးရင်လည်းကအခိုင်အမာခြေချနေထိုင်နေတာလည်းပြည်သူတွေပါပဲနော်အဲ့တော့တို့ပေဒီနှစ်ဖက်လုံးကပြည်သူနှစ်ဖက်ပြည်ပြိပက်ကဖြစ်နေတာနှစ်ဖက်လုံးနှင်းလာတဲ့ဆိုပေမဲ့ဥပဒေအမြင်နဲ့ပြောရင်မြေယာလုံထုံးလုံးကြီးနဲ့မညီပဲချထားပေးခဲ့တဲ့ပါမိကိုတော့ ပဒေအရဖြတ်သိမ်းသင့်ပါတယ်လို့ကျွန်တော်တက်ဆိုင်ရာဥပဒေပညာရှင်တွေကိုကျွန်တော်စုံစမ်းမေးမြန်းပြီးသူတို့ရဲ့အကြံဉာဏ်တွေသူတို့ရဲ့လေ့လာတွေ့ရှိမှုတွေပေါ်မှာကျွန်တော်အခြေခံပြီးတော့ဒါလေးကိုလည်းကျွန်တော်တက်ဆိုင်ရာနံပါတ်ကြီးနဲ့တကွနိုင်ငံတော်အကြီးအကဲတွေကိုကျွန်တော်တင်ပြလိုပါတယ်။အဲလက်ရှိအခင်းဖြစ်နေပြီမှာပေါ့လက်ရှိနေတာ2019ကြာ အိမ်ဆောက်ဝယ်ယူဆောက်လုပ်ပြီးတော့လယ်ဓမာမူလလယ်ဓမာတရားနေပြီးတော့ဝယ်ယူဆောက်လုပ်နေထိုင်ခဲ့တာပေါ့ဒီအမျိုးတွေဖြစ်လာခဲ့တော့ပို့ပြီးတော့ရှုပ်ထွေးသွားမှာပေါ့လေဒီမြေပြင်ရဲ့ကိစ္စအကြောင်းတဲ့မမဟုတ်ပဲနဲ့တခြားဟိုရာဇဝမှုတွေပါပါဝင်သွားမှာကိုကျွန်တော်ကစိုးရိမ်နေအဲ့စိုးရိမ်နေတော့ကျွန်တော်တို့ကဘာဖြစ်လဲဟိုကဥပဒေလှုပ်ထုံးလုံနေတဲ့အညီလေးဖြစ်အောင်ကျွန်တော်တို့ကအဲ့လိုမျိုးလေးဆောင်ရွက်ပေးပါဆိုပြီးတော့နိုင်ငံတော်တမန်တော်ကြီးကိုကျွန်တော်တို့မေတ္တာရက်ခံပါတယ်ခင်ဗျာ